ราะเราเชื่อมั่นในพลังของหนังสือและการอ่านนะคะว่าจะทําให้เรื่องยากกลายเป็นเรื่องที่เข้าใจได้ง่าย และเราเชื่อมั่นในความสําคัญนะคะของเด็กที่มีคุณค่าต่อสังคมของเรา ไม่ว่าจะเป็นเด็กไทยหรือเด็กเมียนมา ควรจะได้เข้าถึงความรู้ที่สําคัญของการร่วมกันสร้างสังคมสุขภาวะ เพราะฉะนั้น นิทานเมียนมาที่เราได้แปลขึ้นมาสามเล่มนะคะ คือตัวแทนของความปรารถนาดีและความมุ่งใยจากคนไทยนะคะ ถึงน้องน้อยชาวเมียนมาในทุกๆ ชุมชน ทุกๆ สังคมที่อยู่ร่วมกันค่ะมิงลาวาคลีเลดูยีทีนี้พี่พี่แม่ปองเบียนลีการอานิดเนกัดกูบิตไตพี่แม่สุเรปองเบียนลีเวพี่ปาร์เรอคูตโล ကိုဗစ် -19 ဆိုတဲ့ရောဂါပြပွားနေတယ်ဆိုတာကလေးလေးတို့သိကြမှာပေါ့အဲ့ဒီရောဂါကိုအာနစ်နဲ့ကကဘယ်လိုတိုက်ပြတ်ခဲ့ကြသလဲဆိုတာကိုနားထောင်ကြည့်ကြအောင်နော်အာနစ်နဲ့ကကိုဗစ် -19 တိုက်ပြတ်မယ်ကိုဗစ် -19 ကရောဂါပြပွားနေတယ်အဲ့ဒါကြောင့်ကျောင်းတွေပိတ်ရလိမ့်မယ်အာနစ်ကျောင်းသွားခြင်းနဲ့ကနဲ့စာရေးစာဖတ်ပြီးအတူတူကစားခြင်းနဲ့ အနစ်မတင်ကဖြစ်သွားတယ်။ကတ်ယောဂါဆိုတာပါလေ။ဘာကြောင့်ကြောင်းတွေပိတ်မှလဲ။ကတ်ယောဂါကဟိုးအဝေးကရောက်လာတာ။မိမိကဝင်ပြောတယ်။ဘယ်လိုရောက်လာတယ်လဲဆိုတာဖေဖေပြောပြမယ်နော်။အဲ့ဒီယောဂါကိုကိုပိယောဂါလို့ခေါ်တယ်ကွ။အသက်ရှူလမ်းကြောင်းကတည်းကစိတ်ပွားကုဆက်နိုင်တဲ့ယောဂါပေါ့ယောဂါကုဆက်ခံရတဲ့သူတွေထာမှာ နာစီခြင်းအသက်ရှူမဝခြင်းအပြာကြီးခြင်းချောင်းဆိုးခြင်းနာစီခြင်းစတဲ့လက္ခဏာတွေ တွေ့ရနိုင်တယ်။အသက်ရှူလမ်းကြောင်းကတစိစိပွားကုဆက်နိုင်တဲ့ယောဂါဆိုတော့ယောဂါကုဆက်ခံရတဲ့လူနာတွေရဲ့နေရာမှာယောဂါပိုးဟာတွေ့ကပ်ပြီးသူ့အလိုရှင်းတနေနိုင်တယ်။ယောဂါပိုးတွေ့ကပ်နေတဲ့လက်နဲ့တတိမထားမိပဲ နှာခေါင်းမျက်စိပါးစပ်စတဲ့နေရာတွေကိုစိုင်းမိလိုက်ယုံနဲ့လွယ်တကူယောဂါပိုးခုဆက်ခံရနိုင်တယ်။ဒါကြောင့်ယောဂါပိုးကိုဟာသားနိုင်ဖို့အပြင်မထွက်ပဲအိမ်မှာနေကြရမယ်နော်။အနိစ်ကနဲ့အတူတွားဆော့ဖို့ပြင်နေတယ်။ဖေဖေနဲ့မေမေကလှမ်းသားတယ်။တွားမရဘူးတွားမရဘူးတဲ့။ ပါရဲ့တငယ်ချင်းကကယောဂါဖို့ရှိမရှိစောက်ကြည့်ဖို့အတွက်အိမ်မှာ14ရက်နေနေရတယ်။ကတ်တယောက်တည်းကစားနေအောင်နော်။သူပြန်ကောင်းလာမှဒါတို့နှစ်ယောက်ပျော်ပျော်ပါပါကစားကြနော်။ဒီနေ့မှာစုညာတန်ကြရရွေ့ကတ်နဲ့ဖေဖေမေမေတို့အ мян ထွက်ကြည့်တော့တော်ကြီးဝိပဲသွားမလို့လဲ။ဘာလို့အိမ်မှာမနေပဲ။ ရှောက်သွားနေတာလေဒီလိုမျိုးရှောက်သွားနေလို့မရဘူးမှတ်ထားနော်ဒါဖေဖေကစုံမတယ်အကုန်လုံးအိမ်မှာနေကြရင်အချင်းတို့အတွင်းမှာယောဂါပိုးကိုပျောက်ခင်းသွားအောင်တိုက်ဖြတ်နိုင်မယ်တို့အားလုံးကြမ်းကြမ်းမာမာဖြစ်နေမယ်ဆိုရင်ဆရာဝန်နဲ့ကျမရဲ့ဝန်ထမ်းတွေကိုတစ်ဖက်တစ်လမ်းကကုညီယာရောက်တာပေါ့ညနေ အဖိုးရောက်လာတော့ကပ်ဝန်တာပြီး ပြေးလာတယ်။အဖိုးကပြင်းပြန်စွာပင်အနားကိုကတ်လို့မရသေးဘူးနော်။မှတ်ထားနော်ကတ်။တယောက်နဲ့တယောက်2မီတာ3မီတာအကွာဝေးမှာနေရမယ်။အဖိုးတို့ယောဂအန်ရကင်းမှဖွေပက်ကြမယ်နော်။အဖိုးအိမ်ထဲဝင်ပြီးလက်ဆေးတဲ့အခါကတ်ကပြေးပြီးမေးတယ်။အဖိုးလက်ဆေးတက်လား။အဖိုးနဲ့ကတ်ဝေးဝေးမှထိုင်ကြတော့ သတိမေ့ပြီးချောင်းဆိုးနာချီရင်လည်းမကြောက်ရတော့ဘူးလေကိုဗစ် -19 ရောဂါပြတ်ပွားမှုကိုရှော့မတွက်နဲ့နော်တော်ကြာနေမကောင်းဖြစ်လိမ့်မယ်အိမ်မှာနေပြီးပူပူနွေးတဲ့အစာစားတွေကိုစားပါဆုံးခရင်အတူတူမတုံးကြနဲ့နော်လက်ကိုခဏခဏဆေးပါ အိမ်တိုင်းတည်ထားကြပါဘေးကင်းလုံခြုံတဲ့အနာဂတ်တစ္ဆေတို့အတူရှောက်လန်းကြပါစို့ ဒီပုံမြင်ကိုနားထောင်ပြီးရင်ကလေးတို့လည်းကိုဗစ် -19 ရောဂါမကူးစက်အောင်မိမိကိုယ်ကိုကာကွယ်ရမယ်နော်ပြီးတော့မိမိပတ်ဝန်းကျင်ကိုလည်းကာကွယ်ရမယ်နော်အဲ့လိုကာကွယ်နိုင်ခြင်းသည်မိမိနေထိုင်နေတဲ့ထိုင်းကပတ်ဝန်းကျင်အတိုင်းဝိုင်းကိုလည်းကူညီရာရောက်တာပေါ့